မြမာဘီရဲ့နောက်ဆုံးမင်းနေပြီးတော့ဖြစ်ခဲ့တဲ့မန္လီမြို့ဟာရှေးအောင်မိသူကလက်ရရင်းနဲ့ရည်ကြီးမှုအမွေနှစ်တွေထွန်းကားရမြို့တစ်မြို့ဖြစ်ပါတယ်။ညိုယိုးနဲ့ကျုံတို့ဝင်းရံထားတဲ့ညာနန်းဆန်ကျော်ရွှေနန်းတော်ဟာမန္လီမြို့ရဲ့အမှတ်လက္ခဏာပြယုတ်တွေပါပဲ။မန္လီမြို့ကိုရောက်ပြီးဆိုရင်ရွှေနန်းတော်ကျုံမြို့ယိုးနဲ့မန္လီတောင်ဥပိန်တသာကုသိုလ်တော်ဖျား မဟာမြတ်မုဏိဖရာတို့ကအထင်ကြီးခီးသွားနေရတယ်ပဲဖြစ်ပါတယ်။ကျုံးရည်ပြင်ဟာကြည်လင်လို့နေပြီးအနီးဝန်းကျင်အတွက်တာယာလှပတဲ့အလှတရားတွေနဲ့တင့်တယ်လို့နေပါတယ်။ဒုနီယာနဲ့အနီးဝင်းကျင်မှာတမိုင်းဝင်ဖျားစီတီတွေနဲ့ နှစ်ပေါင်းရာကြီးထင်ထင်ရှားရှားကြန့်ရှိနေတဲ့သူတမဇေတန်းကလည်းမန္တလေးမြို့ရဲ့အမွေနှစ်တစ်ခုဖြစ်ပါတယ်။မင်းတို့မင်းကြီးရဲ့ကောင်းမှုတော်ဖြစ်တဲ့သူတမဇေတန်းဟာမန္တလေးကျုံးနီးမှာတည်ရှိပါတယ်။သူတမဇေဟာတော်ရင်တာနတ်ပြည်မှာရှိတဲ့သူတမဇေပြသက်ကြီးအမိတီဘုံကိုအစွဲပြုပြီးအမိပေးထားတာလို့ဆိုကြပါတယ်။ မန္တလေးရေနာဘုံခေတ်ကသူရမဇရတ်တော်နှစ်မျိုးရှိပါတယ်။မန္တလေးမြို့ကိုမင်းတို့မင်းတည်စဉ်အခါကတတ္ထဌာနမှာပါဝင်တဲ့သူရမဇရတ်တော်နဲ့ပရိယတ်တိစာပြန်ပွဲတွေကျင်းပတဲ့သူရမဇရတ်တော်တို့ဖြစ်ပါတယ်။မန္တလေးကျုံပေဆက်နယ်လန်းတလျှောက်66လမ်းကန်ဒီရေနာဘုံဆန်ကျောင်းတိုင်အနောက်ဖက်အထိတည်ရှိနေတာက သူရမဇရတ်တန်ဖြစ်ပါတယ်။ မင်းနှုံးမင်းလက်ထက်1226ခုနှစ်မှာသူတမဇီယတန်ပေါင်း33000ကိုဆောက်လုလှူဒန်းခဲ့တာပါသူတမဇီယတန်ဟာမန်လေးရနာဘုံခေတ်ကပရိယတ်တိစာပြန်ပွဲတွေကျင်းပတဲ့အခါစာပြန်ဌာနစာပြည်ဌာနအဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်စာပြန်ပွဲတွေမရှိတဲ့အခါမန်လေးတောင်နဲ့ပဝင်းကျင်အထင်ကြီးနေရာတွေစီဖျားဘူးလာတဲ့ခီးသွွားပြည်သူတွေနားခိုနိုင်မှုအတွက်လဲအသုံးပြုခဲ့တာဖြစ်ပါတယ် သူရမဇေယတန်းဟာရေနာဘုံခိရဲ့လက်ရတစ်သားအဆောက်အုံတွေဖြစ်ပြီးခန့်ညာတောင်းတင်းနဲ့တိုင်လုံးကြီးများနဲ့တိဆောက်ခဲ့တာဖြစ်လို့မြမလူမျိုးတို့ရဲ့ဘိတုကလက်ရများကိုထင်းထင်းရှားရှားမြင်တွေ့ရမှာပါနှစ်ကာလကြာလာသည်နှင့်အမျှသူရမဇီယတန်းဟာဘေးဒဏ်အမျိုးမျိုးကြောင့်ပျက်စီးလာခဲ့ပြီးလက်ရှိမှာစကူးဆောင်မျှသာကြံရှိတော့ပါတယ် ယခုအခါမှာရေကြီးမှုဝန်ကြီးဌာနရှီအောင်သူတည်တနာနဲ့အမျိုးသားပြတိုက်ဦးတည်ဌာနတို့ကထိန်းသိမ်းထားလျက်ရှိပါတယ်သူရမဇီယတန်းဟာတာလှပတဲ့ကျုံလန်းနှပိမှရှိတယ်လို့မန်လေးတောင်ကြီးရဲ့အနီးနားမှာရှိတဲ့အတွက်တခိတ်တခါကစီကားတိုက်မြိုက်ခဲ့တဲ့မန်လေးခေပုံရိပ်တို့ကိုမြင်အောင်သိပါတယ် မန်းလေးမြို့တည်နန်းတည်ခဲ့တဲ့ကာလတွေဟာနှစ်ပေါင်း180နီးပါးဖြစ်လာပါပြီဒုတိယကမ္ဘာစစ်တမ်းတဘာဝဘေးဒဏ်တွေကြောင့်နန်းတော်ကြီးအပါအဝင်အဆောက်အုံတော်တော်များများလည်းပျက်စီးခဲ့ပါတယ်ဒါကြောင့်ကြံရှိနေတဲ့ရင်ကျေးမှုအမွေအနှစ်တွေကို KSSS ဝိုင်းဝန်းထိန်းသိမ်းခဲ့ကြတဲ့နေရာမှာ သူ့ထဲမှာဇီယတန်လည်းအပါအဝင်ဖြစ်ပါတယ်ယခုခါမှာ စိမ့်ဆူနေတဲ့တိပင်တန်းကြီးတွေနဲ့အတူတည်ရှိနေတဲ့သူဓမာဇေယတန်းများဟာကာလန်နဘေးတလျှောက်မှာတိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးဖြစ်တည်ရှိနေပါတယ်သူဓမာဇေယတန်းဟာ ရှေးဟောင်းမိသူကအမွေနှစ်တည်းရှိရာမန်လေးမြို့ရဲ့ပြရုပ်တစ်ခုဖြစ်တည်ရှိနေပါတော့တယ်။